လေးရှားနိုင်ငံမြို့တော်ကွာလာလမ်ပူမှာအော်တိုဘာလ28ရက်ကကျင်းပတဲ့အာဆီယံအရှိအာရှထိပ်သီးအစည်းအဝေးမှာမြန်မာနိုင်ငံဗြိတိပခနဲ့နိုင်ငံများပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောထားတွေကိုအဓိကထားဆွေးနွေးခဲ့ကြပါတယ်။စုဝေးရောက်ရှိနေတဲ့ခေါင်းဆောင်တွေနဲ့စကားပြောဆွေးရမှာမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကကျွန်တော်တို့အနေနဲ့အကြက်ကင်ဆောင်ရွက်ခြင်းထက်တွေးဆောင်ဆွေးနွေးမှုတစ်ဖက်ဆောင်နှင်းထက်ဟန်ချက်ညီများမှုထိတ်တဲ့ရင်ဆိုင်မှုထက်ပူးပေါင်းဆောင်ရွက်မှုတွေအတွက်ဆက်လက်ထောက်ခံသွားမှာပါလို့ပြောကြားခဲ့ပါတယ်။ အော်တိုဘားလ26ရက်နေ့ကစတင်ခဲ့တဲ့3ရက်ကြာထိပ်သီးအစည်းအဝေးဟာအဖွဲ့ဝင်10နိုင်ငံကခေါင်းဆောင်တွေနဲ့အမေရိကန်ပြည်အောင်စုတရုတ်ဂျပန်နဲ့ကိုရီးယားအပါအဝင်ဆွေးနွေးပွဲနိုင်ငံတွေကခေါင်းဆောင်တွေကိုစုစည်းထားပါတယ်။ဒေတာရင်းမဟာမိတ်အဖွဲ့ဟာရွေးကောက်ပွဲစောင့်ကြည့်သူတွေကိုမြန်မာနိုင်ငံကိုဆေလွတ်နိုင်ခြေကိုဆွေးနွေးမယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကပြီးခဲ့တဲ့အပတ်မှာပြောကြားခဲ့ပါတယ်။စစ်ကောင်မရှင်ကပြုတ်လုပ်မဲ့ရွေးကောက်ပွဲကိုစန့်ကျင်ဖို့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲသပိတ်မှောက်စန့်ကျင်ရေးကာလအဖြစ်အခုအောက်တိုဘာလ28ရက်ကနေဒီဇင်ဘာလ31ရက်နေ့အထိကိုသတ်မှတ်ကြောင်းတော်လှန်ရေးအင်အားစုတွေကထုတ်ပြန်လိုက်ပါတယ်။စေအုပ်စုဟာအာဏာသိမ်းချိန်ကနေဒီနေ့အချိန်အထိအကြမ်းဖက်မှုနဲ့အကျင့်ပြတ်ချဆမှုအမျိုးမျိုးနဲ့နိုင်ငံအရေးအမြစ်တွေကိုပျက်စီးဆုံးရှုံးစေခဲ့သလိုရလတ်အနေနဲ့လူဦးရေ12တန်းကျော်ဟာငတ်မမှုတွေကြုံတွေ့နေရတယ်လို့ထုတ်ပြန်ချက်မှာထောက်ပြပြောဆိုထားပါတယ်။ ဒါပြင်နိုင်ငံအနှံ့မှာမူရစ်ဆေးဝါးနဲ့ကြားဖြန့်လောင်းကစားတွေစခန်းချရာတိုင်းပြည်ဖြစ်သွားသလိုနေ့စဉ်အကြမ်းဖက်မှုတွေနဲ့မလုံခြုံမှုတွေပြည့်နှက်နေတဲ့တိုင်းပြည်တစ်ခုဖြစ်သွားတယ်လို့ဆိုပါတယ်။ဒီလိုအခြေအနေမှာအာဏာသိမ်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲဟာတိုင်းပြည်ကိုထက်ပြီးနစ်မွန်စေမဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်သလိုအကြမ်းဖက်ပွဲလုပ်ပွဲနဲ့ထောင်ချောက်တာဖြစ်တယ်လို့တပိတ်အင်အားစုတွေကထုတ်ပြန်ပါတယ်။ဒါကြောင့်ပြည်သူလူထုအနေနဲ့စစ်အုပ်စုရဲ့တရားမဝင်အတုအယောင်ရွေးကောက်ပွဲကြီးကို နီပရိရဲ့ကြွကြွတုံးပြီးတပိတ်မောက်ဆန့်ကျင်ကြပါလို့တပိတ်အင်အားစုတွေကမြစ်တရက်ခံအကြောင်းထုတ်ပြန်လာတာဖြစ်ပါရဲ့ရှင်။နိုင်ငံကလူငယ်တွေပြည်ပကိုရွှေ့ပြောင်းတာများနေပေမဲ့အလုံးလုံးနိုင်သူတွေအများကြီးရှိနေသေးတယ်လို့လူငယ်တွေကိုအရမစစ်မှုထမ်းခိုင်းနေတဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်။အော်တိုဘာလ28ရက်နေပြည်တော်မှာလုတ်တဲ့2024ခုနှစ်လူရည်နဲ့အိမ်အကြောင်းအရာတကောင်ချင်းပြောင်စုအစီရင်ခံစာထုတ်ပြန်တဲ့ပွဲမှာအဲ့လိုပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီနေ့ထုတ်ပြန်တဲ့သကောင်ရှင်အစီရင်ခံစာအရနိုင်ငံလူဦးရေဟာ51.4တန်းတန်းဖြစ်ပြီး2014ခုနှစ်သကောင်ရှင်မှာတော့51.5တန်းတန်းလောက်ရှိပါတယ်။လူငယ်တွေကိုအကျိုးရှိရှိရင်းနှီးမြှုပ်နှံပေးရင်အနာဂတ်မှာလူဦးရေစုလက်ရဲ့ကောင်းကျိုးတွေကိုရမှာဖြစ်ပြီးဒီလိုမဟုတ်ရင်တော့လူဦးရေဆိုင်ရာဝင်တော့ဝင်ပို့နဲ့အတူတည်ငြိမ်အေးချမ်းမှုရော့နယ်လာပြီးအစိုးဆုံးအခြေအနေအဖြစ်လူဦးရေဆိုင်ရာကပ်ဘေးဖြစ်သွားနိုင်တယ်လို့လည်းသူကပြောပါတယ်။ အနာသိန်းစစ်ကောင်စီရဲ့အာရမစစ်မှုထမ်းခိုင်းတာဖိနှိပ်တာတွေကြောင့်လူငယ်တွေဟာနေရွှန့်ခွာနေကြရတယ်လို့စီးပွားရေးအလို့အကန့်အခွင့်အလန်းနှဲပါလာတာကြောင့်ပြည်ပထွက်ခွာသူတွေလည်းအများပြားရှိနေတာဖြစ်ပါတယ်။လူငယ်တွေအတွက်အကျိုးရှိရှိရင်းနှီးမြှုပ်နှံပေးဖို့စစ်ကောင်ဆောင်ကပြောဆိုနေပေမယ့်2024ခုနှစ်ဧပြီလကစလို့အာရမစစ်မှုထမ်းတင်နန်းဖွင့်ခဲ့တာဟာအခု2025ခုနှစ်အောက်တိုဘာလမှာတင်နန်းအမှတ်စဉ်18အထိရှိလာပြီဖြစ်ပါတယ်ရှင်။ ချင်းမြင့်နယ်မင်းတပ်မြို့ရဲစခန်းအနီးကိုစစ်ကောင်စီလက်တပ်ကအောက်တိုဘာလ28ရက်ညပိုင်းမှာဖုံးနှလုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သားတချို့နဲ့စစ်တုံးပန်းတွေတန်ရာရသွားတယ်လို့ဒေသခံတွေကလည်းသိရပါဗျ။နေပြီးတော့အေလာလီတပ်ကနေတက်လာတဲ့တိုက်လေရင်တစီနဲ့ဘုံကျဲတိုက်ခိုက်သွားတာဖြစ်ပြီးအရက်သားတွေအပါအဝင်စစ်တုံးပန်း၄ယောက်တန်ရာရရှိတယ်လို့ဆိုပါတယ်။မင်းတပ်မြို့ဒေသခံတယောက်ကတော့တနေ့ကဘုံကျဲနေရာကိုပဲထတ်ကျဲတာပါ။အဆောက်အဦးနှလုံးပြက်စီးတယ်။နေအိမ်နဲ့အစိုးရအဆောက်အဦးပါ။ တရားရသူ၄ယောက်ကတော့မစိုးရင်ရဘူးလို့ DVB ကိုပြောပါတယ်။စစ်ကောင်စီလက်တက်ဟာအော်တိုဘားလ26ရက်ကလည်းအဲ့ဒီနေရာကိုဘုံကျဲတိုက်ခိုက်ခဲ့သေးပြီးလူထိခိုက်တာတော့မရှိပေမဲ့အဆောက်အဦတချို့ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။မင်းတပ်မျိုးကိုချင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေကပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလမှာတင်ပိုက်ခဲ့တာဖြစ်ပြီးအဲ့ဒီမျိုးတင်တိုက်ပွဲကနေစစ်တုံးပန်းတွေလက်နက်ခဲယံတွေလည်းတင်စီနိုင်ခဲ့ပါတယ်ရှင်။အနာဒင်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာအနေနဲ့အတိမတ်ပြုလိုက်ရင် မြန်မာပြည်သူတွေရဲ့ဆန္ဒကိုပြစ်ပယ်လိုက်တာဖြစ်တယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကအောက်တိုဘာလ28ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။စီအုပ်စုကကျင်းပဖို့ကြိုးပမ်းနေတဲ့ရွေးကောက်ပွဲဟာနိုင်ငံရဲ့သုံးပုံတပုံလောက်မှသာကျင်းပနိုင်မှာဖြစ်တဲ့အတူအယောင်ရွေးကောက်ပွဲဖြစ်ပြီးဒီမိုကရေစီစံနှုန်းတွေနဲ့မကိုက်ညီတဲ့အတွက် NLD အနေနဲ့လက်မခံသလိုအတိအမှတ်မပြုဘဲပူးပေါင်းမှာမဟုတ်ဘူးလို့ထုတ်ပြန်ထားတာပါ။ဒါ့အပြင်2020ခုနှစ်နိုဝင်ဘာလရွေးကောက်ပွဲဟာတရားဝင်ပြီး ပြည်သူစံနာကိုထင်ဟပ်သောရလက်ဖြစ်ကြောင်းနဲ့အဲ့ဒီရွေးကောက်ပွဲရလက်ဟာနိုင်ငံတကာအစ်စ်မှာပါအတိမတ်ပြုခံရပြီးဖြစ်ကြောင်း NLD ကဆိုပါတယ်။ဒါ့အပြင်မြန်မာပြည်သူတွေရဲ့စံနာကိုပြစ်ပယ်လိုက်ခြင်းဖြစ်တယ်လို့ NLD ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။ဒါကြောင့်နိုင်ငံတကာအနေနဲ့ဆေးအုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကိုအတိမတ်မပြုဖို့ဤပညာငွေကြေးအထောက်ပံ့မပေးဖို့ရွေးကောက်ပွဲလေးလာသူတွေမဆေးလို့ဖို့ရွေးကောက်ပွဲရလက်အရပေါ်ပေါက်လာတဲ့အစုအဖွဲ့နဲ့မပူးပေါင်းဖို့ ဒေါအောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလှုပ်ပေးရေးကြိုးပမ်းပေးဖို့နိုင်ငံတကာကိုထုတ်ပြန်တောင်းဆိုထားပါတယ်ရှင်။စစ်တပ်အခြေစိုက်ရာနေပြည်တော်ရှိအဓိကလမ်းမကြီးတွေရဲ့လမ်းဘေးပညာမှာလမ်းနဲ့အတွင်ကျူးကျော်နေထိုင်သူတွေကိုရှင်းလင်းဖယ်ရှားနေလို့သိရပါတယ်။အဓိကလမ်းမကြီးတွေရဲ့လမ်းဘေးလမ်းနဲ့အတွင်ကျူးကျော်ဝင်ရောက်နေထိုင်သူတွေကိုအခုနှစ်ကုန်မတိုင်ခင်အပြီးဖယ်ရှားဖို့စီစဉ်နေတာပါ အခုလိုဖယ်ရှားဖို့နဲ့ပတ်သက်ပြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုအော်တိုဘားလ24ရက်ကနေပြည်တော်ကောင်စီမြို့တော်ခမ်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးမှာစစ်ကောင်စီဥက္ကဋ္ဌဦးတန်းထွန်းဦးကနေပြည်တော်ကိုခင်မီစံပြမြို့တော်ဖြစ်အောင်ဆောင်ရွက်နေကြောင်းအခုလိုဆောင်ရွက်နေရမှာ မြို့တော်ရဲ့ဂုံကိုထိခိုက်စေတဲ့လမ်းနယ်နမိတ်အတွင်းနဲ့လမ်းနယ်နမိတ်ပြင်ပတွေမှာဆောက်လုပ်ထားတဲ့အဆောက်အုံတွေကိုလုံထုံးလုံနီစီမင်းဥပဒေရင်းနဲ့အညီဖယ်ရှားဖို့လိုအပ်တယ်လို့ပြောကြားခဲ့တာပါ။နေပြည်တော်အဓိက လမ်းမကြီးတွေဘေးကကျူးတွေကိုဖယ်ရှားနေတယ်လို့ တစ်ဖက်မှာလည်းနေပြည်တော်မြို့တော်ခန်းမှအနီးမှာပြည်သူရင်ပြင်နေပြည်တော်မြို့အဝင်မှာမြို့အဝင်ဆိုင်းဘုတ်တွေကိုပြုလုပ်နေပြီးစစ်ကောင်းဆောင်ကိုယ်တိုင်အော်တဝါလာ28ရက်ကလှည့်လည်ကြီးရှုခဲ့တယ်လို့သိရပါတယ်ရှင်ကမ္ဘာနိုင်ငံအသီးသီးကိုဒုက္ခပေးနေတဲ့ကြားဖြန့် online လိမ်လည်မှုနဲ့ဆက်နွယ်နေတဲ့အကြမ်းဖက်စစ်တပ်ကိုနိုင်ငံတကာအတိုင်းအဝိုင်းကအခုထပ်ပုံပြီးပိတ်ဆို့အရေးယူဖို့မြို့သားညွေဆိုရ NUG ပြည်အောင်စုဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကထပ်ပြီးတော့တိုက်တွန်းလိုက်ပါတယ်။ ဒီနေ့အော်တိုဘာလ28ရက်မှာပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်ကနေအဲ့ဒီလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။ကြားဖြတ်လုပ်ငန်းနဲ့ဆက်နွယ်နေတဲ့စစ်အုပ်စုကိုအေးအေးယူဖို့နဲ့ဒီလုပ်ငန်းတွေရဲ့နောက်ကွယ်မှာမြန်မာစစ်တပ်ခေါင်းဆောင်တွေထက်ထဲဝင်ဝင်ပါဝင်ပတ်သက်နေတာကိုသိမြင်ပြီးဒီအရင်းမြစ်ကိုဖျက်နိုင်ကမှဒီကိစ္စတွေချုပ်ငိမ့်မယ်လို့ဦးနေပုံလက်ကဆိုပါတယ်။အွန်လိုင်းကြားဖြတ်လိမ်လည်မှုလုပ်ငန်းတွေအပါအဝင်နေဆက်ဖြတ်ကျော်ရာဇဝတ်မှုခင်းတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာအတိုက်အဝိုင်းကဖြည့်ရှင်းဖို့ကြိုးပမ်းဆောင်ရွက်နေမှုတွေကိုအမျိုးသားညွညွအစိုးရအနေနဲ့အတိမတ်ပြုချီးကျူးဂုဏ်ပြုသလိုပူးပေါင်းဆောင်ရွက်ဖို့လည်းအမြဲအသင့်ရှိတယ်လို့လည်းဆိုပါရရှင်။တနင်္သာရီတိုင်းဘိတ်ခရိုင်တနင်္သာရီမြို့နယ်လေးမိုင်ကြီးရွာကိုအော်တိုဘားလ28ရက်မိုးလွယ်ပိုင်းမှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပြီး point 5တွင်လည်းအဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကလည်းသိရပါဗျ။ ဇဝဲကြီးရွာအုပ်စုလေးမိုင်ကြီးရွာအနီးစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေကြားနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်နေ့လယ်၂နာရီဝန်းကျင်မှာ Jet Fighter လင်းတစည်းနဲ့ကြီးရွာတွေကိုပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ကြီးရွာနေပြည်သူတယောက်ကပြောပါတယ်။လေကြောင်းတိုက်ခိုက်မှုအပြင် Point 5တွေနဲ့ဇဒိုက်ပစ်ခတ်ခဲ့တာကြောင့်အရသာပြည်သူထိခိုက်ဒေဆုံးခဲ့တယ်လို့သိရပေမဲ့အသေးစိတ်အတည်ပြုနိုင်ဖို့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ20ရက်ကလေးကစဝဲအခြေဆိုင်ခမရ335တရင်ကနေအင်အားတရာဝန်းကျင်ရှိတဲ့စစ်ကြောင်းတစ်ခုဟာထွက်ခွာလာပြီးစဝဲနဲ့တကူကြီးရွာကြားကဖာနီလေးမိုင်စတဲ့ကြီးရွာတွေမှာစစ်ရေးလှုပ်ရှားနေတာဖြစ်တယ်လို့သိရပါတယ်ရှင်တနင်္လာရီတိုင်းမှာဂျာကာလာဥပဒေပြည်ရေးအုပ်ချုပ်ရေးတရားစီရင်ဌာနတွေကိုဖော်ဆောင်နိုင်ဖို့အတွက် ဒေတာရင်းရှိတော်လှန်ရေးနိုင်ငံရေးအင်အားစု15ဖွဲ့ကမြေပြင်နဲ့အွန်လိုင်းပေါင်းဆက်ထားတဲ့မျက်နှာစုံညီဆွေးနွေးပွဲတရက်ကိုကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ဒေတာရင်းတော်လှန်ရေးနိုင်ငံရေးအင်အားစုတွေကအောက်တိုဘာလ25ရက်နေ့မှာထုတ်ပြန်ပါတယ်အဲ့ဒီဆွေးနွေးပွဲကိုအောက်တိုဘာလ19ရက်နေ့ကနေ21ရက်နေ့အထိ၃ရက်တာပြုလုပ်ခဲ့တာဖြစ်ပြီးတနင်္သာရီတိုင်းအတွင်းရှိတော်လှန်ရေးနိုင်ငံရေးအင်အားစု15ဖွဲ့ကကိုယ်စားလှယ်ဦးရေစုစုပေါင်း83ဦးတက်ရောက်ခဲ့လို့သိရပါဗျ တနင်္သာရီတိုင်းဂျာကာလာနိုင်ငံရေးပေါ်ပေါက်လာစေဖို့အတွက်ဆွေးနွေးပွဲကိုတက်ရောက်လာတဲ့အဖွဲ့အစည်းအသီးသီးကကိုယ်စားလှယ်တွေကအခြေအလေဆွေးနွေးပြီးတနင်္သာရီတိုင်းဂျာကာလာနိုင်ငံရေးအစီအမံရေးဆွဲရေးကော်မရှင်ရဲ့လုပ်ငန်းလမ်းညွှန်ကိုအတည်ပြုနိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တနင်္သာရီတိုင်းအတွင်းရှိအခြားပါဝင်သင့်ပါဝင်ထိုက်တဲ့အဖွဲ့အစည်းတွေကိုဆက်လက်ပါဝင်လာနိုင်ဖို့အတွက်လည်းကြိုးပမ်းသွားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါသေးတယ်ရှင်။ ချင်းမင်းနယ်တောင်ပိုင်းတောင်ကြီးမြို့မှာကျင်းပပြုလုပ်မဲ့တစောင်းနိုင်ပွဲတော်အတွင်ရင်ကျောပိတ်ဆို့မှုတွေမဖြစ်စေဖို့တောင်ကြီးမြို့ပေါ်ဝင်ရောက်ဖြတ်တန်းပြေးဆွဲနေကြတဲ့ကုန်တင်ရင်တွေအားလုံးပွဲတော်ကာလအတွင်ဖြတ်တန်းခွင့်ယာယီပိတ်ထားမယ်လို့သိရပါတယ်။အော်တိုဘားလ29ရက်ကနေနိုဝင်ဘာလ5ရက်အထိညနေ4နာရီကနေနောက်တစ်နေ့မနက်4နာရီအတွင်းကုန်တင်ကားတွေကိုဖြတ်တန်းခွင့်ပိတ်ထားမယ်လို့သိရပါတယ်။ဒါပေမဲ့အော်တိုဘားလ28ရက်နေ့ကစပြီးတောင်ကြီးမြို့ကိုဖြတ်တန်းသွားလာမဲ့ကုန်တင်ရင်တွေအနေနဲ့ ညူမီလန်းစုံကနေမြို့ဆောင်လန်းအတိုင်းစက်မှုစုံဝင်းမြူရီစုံကနေတဆင့်ညောင်ရွှေမြို့ကိုဖြတ်တန်းတဲ့လမ်းကြောင်းအတိုင်းသွာလာနိုင်တယ်လို့အသိပေးထားတာပါ။တောင်ကြီးတဆောင်နိုင်ပွဲတော်ကိုအခုနှစ်အောက်တိုဘာလ29ရက်ကနေစပြီးတော့ရှီကားတိုက်မြိုက်စွာကျင်းပပြုလုပ်မှာဖြစ်ပြီးညာမီးကြီးစိန်နာပံမိဘုံတွေအပါအဝင်မိဘုံပြန်အလုံး80နဲ့ပြုလုပ်သွားမယ်လို့မိဘုံပြန်ပွဲတော်ကျင်းပရေးကော်မတီကထုတ်ပြန်ထားပါတယ်ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ဖာမွန်ကြီးရွာအုပ်စုကောင်းရွေရွာပန်တခွားစာတင်ကျောင်းအနီးမှာမီးရှို့မီဝံပြုတ်လုချိန်ပောက်ကွဲမှုဖြစ်ပွားပြီးတယောက်သေဆုံးပြီးတော့နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။အော်တိုဘလာ28ရက်ဒီနေ့မနက်9:00နာရီအကျော်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့အမျိုးသမီးတစ်ယောက်သေဆုံးပြီးတော့အမျိုးသား2ယောက်လည်းအပြင်းထန်ဒဏ်ရာရရှိပြီးနေအိမ်တစ်လုံးလည်းမီးလောင်ကျွမ်းသွားတယ်လို့ပြောပါတယ်။မီးလောင်ရနေရာကိုမီးတပ်တပ်ဖွဲ့ကား3စီးနဲ့လာရောက်မီးငြိမ်တက်ခဲ့ပြီး တည်ဆုံးသူနဲ့ဒဏ်ရာရသူတွေကိုတော့ကြက်ချီနီအဖွဲ့ကအရေးပေါ်လူနာတင်ရင်နဲ့ဆက်ဆံထွန်ဆေးရုံကိုပို့ပေးခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလကလည်းကလောမျိုးရက်ကွက်၃ရှိရွာသစ်ဖုံးကြီးကျောင်းမှာတစောင်းနိုင်ပွဲကျင်းပဖို့အတွက်မိရှုမိဘန်းတွေပြုလုပ်ရကနေရန်ပောက်ကွဲမှုဖြစ်ပွားပြီးတန်ကားတော်နှစ်ပါးနဲ့လူ၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်ရှင်။ ရခိုင်ပြည်နယ်တောင်ကုန်းမြို့ကမဟာဒရာအခမဲ့ကိုပိုင်အထက်တန်းကျောင်းကိုစစ်ကောင်စီကအော်တိုဝါလာ28ရက်နေ့ညနေပိုင်းမှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့မြို့ကနေကပြောပါရယ်။တောင်ကုန်းမြို့ကမဟာဒရာအခမဲ့ကိုပိုင်စာတင်ကျောင်းကိုအော်တိုဝါလာ28ရက်နေ့ညနေ9နာရီလောက်မှာစစ်ကောင်စီက Jet Fighter တစ်စီးနဲ့ပေါင်900ဘုံတလုံးကျဲချခဲ့တာဖြစ်ပြီးအရက်သားထိခိုက်မှုတော့မရှိဘူးလို့တောင်ကုန်းဒေသခံအမျိုးသားတစ်ယောက်ကပြောပါရယ်။မဟာဒရာအခမဲ့ကိုပိုင်အထက်တန်းကျောင်းဟာရခိုင်ပြည်နယ်တောင်ပိုင်းက ငွေကြေးမတက်နိုင်တဲ့ကျောင်းသားတွေကိုအဓိကထားပညာသင်ကြားပေးနေတဲ့ကျောင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီကရခိုင်ကမြို့နယ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတဲ့အတွက်ပြည်သူတွေအနေနဲ့စည်ရေးတတိအမြဲရှိကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်။စစ်ကောင်စီဟာရခိုင်ကဆုံးရှုံးမြို့နယ်တွေကိုပြန်လည်ရရှိနိုင်ဖို့မကွေးပဲခူးနဲ့ AR ဘက်ကနေထိုးစစ်ဆင်နေတယ်လို့ဝေဟင်ကနေလည်းအဆက်မပြတ်တိုက်ခိုက်နေတာဖြစ်ပါတယ်ရှင်။မြန်မာနယ်စပ်မှာကြားဖြန့်အဆောက်အုံဖောက်ခွဲဖျက်ဆီးမှုကြောင့် ထိုင်းမြေပိုင်နက်ထဲကိုပုံစားတွေကြာရောက်လာလို့အော်တိုဘားလ29ရက်မှာမြရီမဲဆောက်မြို့နယ်အဆင့်ထိုင်းနယ်ခြားကော်မတီ TBC ကမြရီမျိုးရှိမြန်မာအာဏာပိုင်တွေကိုကန့်ကွက်စာပို့ထားတယ်လို့သိရပါဗျ။ကရင်ပြည်နယ်မြရီမျိုးတောင်ဘက် KK Park ဝင်းအတွင်းရှိ online ငွေလိမ်ကြားဖြတ်လုပ်ငန်းအဆောက်အုံတချို့ကိုကရင်နယ်ခြားဆောင်တက်တဲ့စစ်ကောင်စီတပ်ကဖောက်ခွဲဖျက်ဆီးပြတာမှာ မြန်မာထိုင်းနယ်စပ်တောင်ရင်မြစ်နဲ့ခိုင်900တာဝေးတဲ့ထိုင်းပြည်သူတွေရဲ့နေအိမ်တွေကိုဘုံးစံထိမှန်တာကြောင့်ထိုင်းဘက်ကအခုလိုကန့်ကွက်စာပေးပို့ခဲ့တာလို့သိရပါဗျ။ထိုင်းဘက်ကနေကန့်ကွက်စာကိုမြန်မာဘက်ကအလေးထားတဲ့အနေနဲ့ကြားဖြန့်အဆောက်အုံတွေကိုမိုင်းမဖောက်ခွဲတော့ပဲမြေတူးဆက်နဲ့ဖျက်ဆီးဖို့ပြင်ဆင်နေတယ်လို့လည်းမြရီအာနာပိုင်းနေနဲ့နီးစပ်သူထံကနေသိရပါဗျ။ မြောက်ရီဘတ်မှာကြားဖြတ်လုပ်ငန်းတွေကိုအော်တိုဝါလာ22ရက်ကစတင်ရှင်းလင်းနေတဲ့သတင်းတွေကြောင့်တရုတ်နိုင်ငံသားအများစု အပါအဝင်28နိုင်ငံကလူပေါင်း1538ယောက်ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလာကြပြီးနေကြားတောင်ရင်မြစ်ထဲရင်းနှီးသေဆုံးသူတွေလည်းရှိနေပါတယ်ရှင်2021ခုနှစ်ကစပြီးလူမှုအပေါ်ကျူးလွန်ခဲ့တဲ့ဆိုးရွားတဲ့အကြမ်းဖက်မှုတွေကိုအဆုံးသတ်ပြီးအယက်သားဆိုးရွားစီပြန်သွားဖို့ယုံကြည်စိတ်ချရတဲ့လမ်းကြောင်းကိုရှာဖွေရမယ်လို့ ကုလသမဂ္ဂအတွင်းမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကအော်တိုဘာလ29ရက်မှာပြောဆိုလိုက်ပါတယ်။မလေးရှားနိုင်ငံကွာလန်လမ်ပူမြို့တော်မှာကျင်းပတဲ့အရှေ့တောင်အာရှနိုင်ငံများအသင်းအာဆီယံထိပ်သီးအစည်းအဝေးရဲ့ဆက်ဆက်သတင်းစာရှင်းလင်းပွဲမှာကုလသမဂ္ဂအကြီးအကဲကအဲ့လိုပြောဆိုခဲ့တာပါ။စစ်တပ်ရဲ့အာဏာသိမ်းမှုဟာမြန်မာနိုင်ငံအပေါ်ကက်ဘေးတွေကိုထပ်ဆင့်ကြောက်ရွံ့စေုံသာမကဒေသရင်းတည်ငြိမ်မှုကိုပါချိန်ချောက်ခဲ့တယ်လို့သူကပြောပါရယ် ပြည်ရင်းစစ်ပြင်းထန်နေပေမဲ့အခုနှစ်ကုန်မှာအထွေထွေရွေးကောက်ပွဲကတဆင့်မြန်မာနိုင်ငံကိုဒီမိုကရေစီအုပ်ချုပ်ရေးစီပြန်ရောက်စေဖို့ရည်ရွယ်ထားတယ်လို့အာဏာသိမ်းစစ်ကောင်စီကပြောခဲ့ပေမဲ့မဲပေးမှုရဲ့ယုံကြည်စိတ်ချရမှုကိုမေကွန်းထုတ်ခဲ့ပြီးကိုယ်စားလှယ်တွေကတဆင့်စစ်ကောင်စီကအာဏာဆက်ရှိနေလိမ့်မယ်လို့ဝေဖန်သူတွေကထင်ကြေးပေးနေကြပါတယ်မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်လူပေါင်း၃တန်းခွဲလောက်နေရွှန့်ခွာထွက်ပြေးနေကြရတာဖြစ်ပြီး အချင်းထောင်တွေထဲမှာလည်းနိုင်ငံကောင်းဆောင်တွေဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေတောင်းတဲ့ချီရှိနေတာဖြစ်ပါရဲ့ရှင်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာအသက်18နှစ်မပြည့်ခင်အမျိုးသမီးတွေအိမ်အောင်ပြူတာနဲ့ဆယ်ကျော်သက်မိန်းကလေးတွေကလေးမွေးတာအများဆုံးဖြစ်တယ်လို့စစ်ကောင်စီကောက်ယူခဲ့တဲ့သကောင်စင်းအစီရင်ခံစာမှာဖော်ပြပါဗျာ။အော်တိုဘားလ28ရက်မှာထုတ်ပြန်တဲ့2024ခုနှစ်သကောင်စင်းအတွက်ပြောင်စုအစီရင်ခံစာမှာအဲ့လိုဖော်ပြထားတာဖြစ်ပြီး စုစုပေါင်းလူဦးရေမှာအမျိုးသား48ရာခိုင်နှုန်းအမျိုးသမီး53ရာခိုင်နှုန်းရှိရလို့ဆိုပါတယ်။နိုင်ငံအတိုင်းအတာအရာအသက်18နှစ်မပြည့်ခင်အိမ်တော်ပြုသူအမျိုးသမီး8.8ရာခိုင်နှုန်းရှိပြီးရခိုင်ပြည်နယ်မှာ19.9ရာခိုင်နှုန်းနဲ့ရှမ်းပြည်နယ်မှာတော့73.5ရာခိုင်နှုန်းရှိရလို့ဖော်ပြထားပါတယ်။စုစုပေါင်းကလေးမွေးနှုံးဟာလည်းရခိုင်ပြည်နယ်မှာ2.8ရောက်နဲ့အမြင့်ဆုံး AR တိုင်းနဲ့ကချင်ပြည်နယ်တို့မှာ2.2ရောက်နဲ့ဒုတိယအမြင့်ဆုံးဖြစ်တယ်လို့ဆိုပါတယ် ပကိုးမကွေးမန္တလေးတို့မှာတော့ကလေးမွေးနှုံနဲနေပြီးရန်ကုန်တိုင်းကတော့အ ਨੇ ဆုံးလို့သိရပါတယ်။မိန်းကလေးတွေဆယ်ကျော်သက်အရွယ်မှာကလေးမွေးနှုံကအသက်15နဲ့16ကြာအုပ်စုမိန်းကလေးတစ်ထောင်မှာ73ယောက်ရှိပြီးရခိုင်နဲ့ရှမ်းပြည်နယ်မှာအများဆုံးလို့ဆိုပါရရှင်။